ုင်မြို့မှာနေဆက်ကုတ်သွေးရီလန်တိတ်ခုံရွာနီနာကတိုက်ပွဲတွေမှာစစ်မှုထမ်းတပ်သားတွေကိုပုံမုံအုပ်ပြုလာတယ်လို့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့မြင့်မြင့်တွေ့ရသူတွေကပြောပါတယ်။မလ28ရက်နေ့ကရီဖြူရွာစက်ကောက်စီပြူဟောင်းကုန်းကနေတိတ်ခုံရွာကိုစက်ကူသွားတဲ့စက်ကြောင်းမှာစက်ကောက်စီတပ်သားတွေတရားကြောပါလာတာကိုတွေ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်ပပြောင်းခုလုံလာတဲ့စက်ကောက်စီတပ်သားတွေကလည်းတိတ်ခုံရတိုက်ပွဲမှာတင်းနေရှင်းတပ်သားတွေကိုပို့အုပ်ပြုလာတယ်လို့ပြောဆိုကြပါဗျ။ ထိုင်းမြို့မှာနယ်စပ်ကိုသွေးရေးလမ်းဖြစ်တဲ့တနီတိုင်မော်ရောက်လမ်းကိုပြန်ထိတ်ချုပ်ဖို့စက်ကောက်စီတပ်ကတိတ်ခုံးရွာနီနာကိုစက်ကြောင်းထိုးနေတာတုံးလကြော်နေပြီဖြစ်ပါတယ်။တိတ်ခုံးရွာနီနာကကြေးရွာတွေမှာလည်းတိုက်ပွဲတွေတော့လျှောက်ပြင်းထန်နေပါတယ်။မလနောက်ဆုံးပတ်မှာဖြစ်တဲ့တိတ်ခေါရွာတိုက်ပွဲမှာစက်ကောက်စီတပ်သားတွေများစွာတရားရကြပြီးလက်ရှိမှာစက်ကောက်စီတပ်ကစက်ကြောင်းထိုးရတွေရထားတာကိုတွေ့ရတယ်လို့ဆိုပါတယ်။